episode 11စမှာတော့ဂျီယောင်းကမန်ဂိုရိုကိုရလာနေထွက်သွားမယ်လို့ဖြစ်တာကြောင့်အရောစင်မတော်ချင်ပေမဲ့သူ့ရင်ထဲမှာတော့ဘယင်နဲ့စပိုဆောင်ကစပိုမှုတွေကမြစ်တွေ့လာခဲ့ပြီးခွဲခွာရတော့မှမို့ဝမ်းနဲ့နေခဲ့ပါတယ်ဘယင်ကတော့ဂျီယောင်းပြတ်မလာနိုင်ခဲ့ရင်တော့ဘယင်ကဂျီယောင်းရှိမဲ့နေရာစီလာခဲ့မယ်လို့ကတိပေးလိုက်ပါတယ်ဘယင်ကတော့တနေ့တော်မတန်းတွေကိုမတန်းတင်နေခဲ့ပြီးသူတင်တဲ့မတန်းတွေကတော့ဂျီယောင်းနဲ့ပတ်သက်သမျှတွေဖြစ်နေပြီးဂျီယောင်းလိုချင်ခဲ့တဲ့ပထမဆုံး twin တုတ်ကိုနာမည်ပေးဖို့ခက်ခဲနေကထိန်းတော်ကတော့ဂျီယောင်းကသူ့မွေရဲ့မြေမှာကြံခဲ့တဲ့သူတွေကိုရန်စောအောင်မေတ္တရရတဲ့အနေနဲ့ဟင်းလျာကိုအိမ်ကိုပြန်ခဲ့တော့လို့အမိန်ပေးလိုက်ပါတယ်ဂျီယောင်းကလည်းဘယင်ကိုချစ်မိလာခဲ့ပြီးဘယင်ကြောင့်မစိစားနေခဲ့ ပါတယ်မေတော်ကြီးက80နှစ်ပြည့်မွေးနေ့မှာတော့မေတော်ကြီးကအသားမစားချင်တာကြောင့်သားနဲ့နီးစပ်သောဒူမဲဟင်းလျာကိုချက်ပြောရမယ်လို့တွေးမိကဒီအောင်ကဘဲပုံးနဲ့လှုပ်ထားတဲ့သားတို့ကိုလှုပ်ဖို့ပြောလိုက်ပြီးစတင်ချက်ပြောကြပါတယ်ပွဲမစားခင်မေတော်ကြီးရဲ့မွေးနေ့အတွက်မင်းသားတွေရောမတ်တွေရောမေတော်ကြီးကိုကာဝရပြုနေကြကဂျင်အာတော်ကပါဝင်လာပြီးကာဝရပြုနေခဲ့ပါတယ်ရှားမမေတွေကတော့ဂျင်အာတော်ကမင်းသားချင်းမျိုးကိုစိတ်ခက်ခဲတာကြောင့်မကြင်မချမ်းနေဖြစ်နေကြကအချက်ဆိုတာစလုံးမပေါင်းတတ်တဲ့ဂျင်အာတော်ကတော့သူလှုပ်တာမဟုတ်ပဲသူ့ထိန်းတော်လှုပ်တာလို့မျက်နှာပြောင်တိုက်ပြီးနေနေခဲ့ပါတယ်မေတော်ကြီးလည်းနေကောင်းနေမျက်မှောက်ဖီးမကောက်ချင်တာကြောင့်ကာဝရပြုတော်ကိုလက်ခံလိုက်ပါတယ်အမတ်ချက်စံတော့ကတော့မေတော်ကြီးမိနစ်ပွဲမှာအာရာသိ ိမ့်မွတ်စီစဉ်ထားကြပြီးသဘုံတွေကိုနန်းတော်ထဲမှာနေရာချထားကြပါတယ်မက်ဂျယ်ဆန်ကတော့မင်းသားဖြစ်တာမလို့မဲတော်ကြီးကိုကော်ရပ်ပြုတ်ခဲ့ပြီးပေါ့ပေါ့ကြီးတို့နဲ့ပွဲကငရုတ်သီးကိုတရုတ်သီးဆိုပြီးလောက်ခဲ့မှုကိုပါတောင်းပန်တဲ့အနေနဲ့ပကြီးကလက်ဆောင်ပေးခဲ့ပါတယ်မဲတော်ကြီးကတော့ငရုတ်သီးမှုကိုခွင်းလွှတ်လို့မရကြောင်းပြောကမွေးနေ့ပွဲပြင်စပိုဆာဦးစီးချောက်ရာဒူကနေဆင်းပေးဖို့တောင်းဆိုလိုက်ပါတယ်မဲတော်ကြီးရဲ့မွေးနေ့ပွဲမှာဖျော်ဖြေဖို့အတွက်ဘီယင်ကလူရှင်တော်ဝတ်စုံဝင်နေတော့ထိန်းတော်ရောက်လာကကျင်အောင်ရဲ့အစီကံကကျင်းအောင်ထဲမှာကိုကိုတက်တည်သွားကြောင်းတင်ပြခဲ့ပြီးဘီယင်ကတော့ကျင်အောင်တော်တန်ရဲဝင်နေခဲ့ပါတယ်ဂျီအောင်နော့စပိုမှုတွေလည်းပွဲတော်မှာစားတော့တီခင်းနေပြီးအောက်ဆင်းဘောလုံးနဲ့ဂျီအောင်စီကနေထုံးထုံးကြလာကြ ောင်းကေကွန်ကကောက်ပြီးအနန်လေးကမွေးလိုက်တာဘာတွေလဲလို့မေးလိုက်ပါတယ်ဂျီအောင်လည်းဘာမှမဟုတ်ဘူးလို့လျှော်လိုက်ပြီးတကယ်တော့သူ့အိမ်ထဲမှာသူ့ချစ်ချစ်ပရင်ကိုကြွေးဖို့ချောကလက်တီးတန်းထုတ်တာဖြစ်နေပြီးကေကွန်မစားလိုက်တာကြောင့်တော့ပါသေးတယ်ဆိုပြီးပြောနေခဲ့ပါတယ်ပွဲလဲဆက်ရောအကုန်လုံးကမေတော်ကြီးကိုဆူတောင်းပေးကြပြီးမေတော်ကြီးကတော့ဘယင်မလာသေးလို့စိတ်မကောင်းဖြစ်နေကဘယင်ကိုမဆောင်တော့ပဲပွဲကိုစားလိုက်ပြီးအရင်ထက်ကပညာတဲ့ရီလည်းလာဖြောပြပေးနေကြပါတယ်မေတော်ကြီးလည်းဖြောပြပွဲကိုကြည့်နေဂျီအောင်ဟင်းကိုမြည်ကဘာဟဲလမင်းနေလို့ဂျီအောင်လည်းပဲပုံနဲ့လှုပ်ထားတဲ့အသားတူးလို့ပြောတော့အကုန်လုံးလည်းအန်အောင်နေကြကဂျီအောင်ရဲ့အရေးချင်းကိုချီချိုးလိုက်ပါတယ်အောင်မြင်ပြီးဆိုမနာလိုသူရှိစမြဲဆိုတဲ့ထုံးစံအတားကျန်တော်ကတော့မြင်နေခဲ့နေပြီဂျီအောင်ကိုတ နေ့ကျရင်ဘုံပြောင်းလုံးပြစ်မဲ့လို့စိတ်ထဲကနေတိတ်နေခဲ့ပါတယ်ဖြောပြပွဲတစ်ခုပြီးတော့နောက်တစ်ပွဲကိုဘေးရင်ကလူပြက်တင်တဲ့အတူဖြောပြမှာလို့မဲရင်ကပြောလိုက်ပါတယ်ဘေးရင်လည်းဂုံကြီးနဲ့အတူဖြောပြပြလိုက်ကာအကုန်လုံးလည်းသဘောကျနေပြီဘေးရင်ကဒီပွဲကိုမဲတော်ကြီးတော့ပြင်စီထားတာမလို့မဲတော်ကြီးလည်းပြောင်းနေခဲ့ပါတယ်အဲ့ချိန်နန်းတော့ဂိဝါမှာလူတယောက်ရက်နေပြီသူ့ရဲ့လက်ထဲမှာလည်းဘေးရင်မိခင်တေဆုံးမှုနဲ့ပတ်သက်တဲ့တက်တေစုထားတဲ့တက်တက်တလုံးကိုင်ထားကမဲချက်ဆန်ကအဲ့လူကိုသူ့မိသားစုနဲ့ချိန်ချောက်ထားတာမလို့မိသားစုကိုကာကွယ်ဖို့အတွက်မဲချက်ဆန်ပြောသမျှလောရမှာဖြစ်ပြီးမဲချက်ဆန်ကဒီတက်တာတွေရဲ့တက်တေတွေကိုမဲတော်ကြီးရဲ့မွေးနေ့ပွဲမှာဖောက်တယ်ပြဖို့ပြောလိုက်ပါတယ်ဘေးရင်လည်းကပြီးတော့မဲတော်ကြီးကိုကာဝရပြုတ်နေတော့နောက်က နေတိတ္တကိုင်တဲ့လူကရောက်လာပြီးတိတ္တတဲ့ကတက်တေတွေကိုဘရင်ကိုပြလိုက်ပါတယ်ဘရင်လက်စာတွေကိုဖတ်ပြီးသူမိခင်တင်ဆောင်ခဲ့တဲ့တက်တေအမှန်ကိုကြည့်ပြီးဒေါ်သာထွက်လာခဲ့ပါတယ်မဟုတ်တာလောက်တာရဲ့မယ်တော်ကြီးကတော့ခုံလို့လာခဲ့ပြီးပဲဖြစ်ပါတယ်ပြီးတော့တက်တေယူလာတဲ့လူကလည်းဘရင်မိခင်ရဲ့ငွေပြန်နေတဲ့ထိန်းတော်ကိုပါခေါ်လာခဲ့ပါတယ်ဘရင်ကလည်းတကယ်ပြန်နေတဲ့ထိန်းတော်ကိုခေါ်ပြီးတော့ဟိုကတော်တော်လေးယူနေပြီးမေးလည်းမဖြေခေါ်လည်းမထူးလုံနေခဲ့ပါတယ်ဝယ်ပြတော့မှမလို့ကုံလုံးလည်းထားပြန်ဖို့လုံနေပေမဲ့ဘရင်ကဘယ်ကောင်မှမထားနဲ့ထားရနဲ့တက်ပြစ်မယ်လို့ပြောတော့အကုံလုံးလည်းပြန်ထိုင်လိုက်ရပါတယ်ဘရင်လည်းကုံလုံးကြောင့်တက်တေတွေကိုကြည်ကြဲဖတ်ဖို့မိုင်းကိုမိန်ပေးလိုက်ပါတယ်တက်တေထဲမှာတော့ဘရင်မိခင်ကအဲတော့ကနန်တက်ပြင်းကအလွန်သ ဘောမကျတာကြောင့်မနာလိုတဲ့အကြောင်းတရားမိဖျားတွေကဘရင်မိခင်အကြောင်းမဟုတ်မှန်သတင်းလွတ်ပြီးနမယ်ဖြတ်ကနန်းချဖို့လုပ်ဖို့ဘရင်ကိုတောင်းဆိုခဲ့ပါတယ်။ထပ်ပြီးမေတော်ကြီးနဲ့မေတော်ကြီးရဲ့မောင်ဖြစ်သူအမန်ဟန်ကပါမိခင်ကိုနန်းချဖို့တောင်းဆိုခဲ့ပြီးဘရင်မိခင်ရဲ့ငွေရမင်ကိုနေမီတန်ပေးလိုက်ပါတယ်။ဒါနဲ့တည်းမပြီးသေးပဲမေတော်ကြီးကနန်းချပြီးရင်မိခင်ကိုစိတ်နဲ့တည်တံပေးဖို့ချောက်တင်ခဲ့ပါတယ်။ဒါပေကြပြီးဘရင်လည်းစိတ်လွတ်သွားကဒါကိုဆုပ်ပြီးကုံတက်ဖြစ်ဖို့လုပ်ပြင်မယ်။ဇီယောင်းကဝန်တားခဲ့ပြီးမန်ဟန်ကဘရင်နာကတ်လာခဲ့ကဒီကိစ္စကိုကွယ်လွန်ပြီးဖြစ်တဲ့ဘရင်ကပါချူဝါထားဖို့မိန့်ထုတ်တော်ကြောင့်ထပ်ပြောလာခဲ့ပါတယ်။အဲ့ချက်ယူနေတဲ့ဘွားတော်ကြီးကလည်းဘရင်မိခင်ရဲ့သွေးစွန်းနေတဲ့ဝိတ်ကိုပြလိုက်ပြီးတိရကိုင်တဲ့သူကလည်းဒီဝိတ်ဟာဘရင်မိ ခင်မတေခင်ကနောက်ဆုံးဝေးခဲ့တဲ့အဝိဆောက်မှုပြောလိုက်ပါတယ်ဘီရင်လည်းအမေဖြစ်သူရဲ့ဝေးဆောက်ကိုကင်ပြီးတဲမခံနိုင်တော့ကကုံတက်ဖို့လုပ်ဝင်မယ်ရောင်းကဘီရင်ကိုသွေးဆုံးမခံဘူးလို့ပြောကဘီရင်ကိုချစ်လွန်းလို့သွေးဆုံးခံမယ်မေဆုံးမြင့်ရဲ့ဖြစ်မခံနိုင်ဘူးလို့ပြောလိုက်ကဘီရင်ကစိတ်ပျော့သွားပေမဲ့လည်းစိတ်ကိုတင်ပြီးရှေ့ဆက်တိုးဖို့လုပ်နေခဲ့ပါတယ်ရောင်းကတော့တောချက်ကိုတွေ့သွားပြီးရောင်းကလည်းတောချက်ကိုတွေ့သွားပြီးယူနီယံဘွားတော်ကြီးကိုချောကလက်သွားချေးကဘွားတော်ကလည်းတီးစိတ်ကက်လာပြီးမေတော်ကြီးကိုတတ်တော်မဲ့ဘီရင်ကြောင်းအောင်လို့ဘွားတော်ကဘီရင်မိခင်ကစိတ်တော့ပြီးတိတ်ခါနေဒါဖြစ်သူကမိခင်ဖြစ်သူရဲ့မတရားမှုတွေကိုတရားတော်နီလန်နဲ့ဖြေရှင်းပြီးမင်းကဖြစ်လာပါစီလို့သူဆန္ဒကိုပြောခဲ့ကြတော့ဘွားတော်ကဖောက်တဲ့ချလိုက်တော့ဘီရင်လည်းနောက်ချကဝန်နဲ့ဖွဲ့ ပွဲတွေကနေထွက်သွားခဲ့ပါတယ်။ကျန်စီမောင်မြင်တော့တဲ့ဂျင်ယာတို့နဲ့မက်ချစ်ဆန်တို့ကတော့စိတ်ပြေသွားခဲ့ပါတယ်။ဂျီကောသားရဲ့ပြင်နောက်ကိုဂျီယောင်းကလိုက်ချော့နေပြီးအမီဖြစ်တဲ့ဆန်နာကသူ့တောက်ကိုသွေးဆုပ်ကမဲ့ပြီးမဖြစ်စေချင်ဘူးလို့ပြောကသူ့ကိုတေးစီခဲ့တဲ့သူတွေကိုတတ်ချစ်ပေမဲ့လည်းဆန်နာကိုသိခံတဲ့ထင်းကသူ့ချောင်းစည်းစိမ်မဲ့ကိစ္စကိုလက်လျှော့လိုက်ပါတော့တယ်။ဂျီယောင်းကလည်းဘင်းရဲ့မေလိုပဲဘင်းကိုဖြစ်စေချင်တာကြောင့်မင်းဆိုမင်းချင်းဖြစ်ခဲ့မှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်မနူနီနဲ့အနာသိမ့်မဲ့အစီအစဉ်ကြချုံသွားလို့စိတ်ကြီးနေတဲ့မက်ချစ်ဆန်ကတော့ plan B အနေနဲ့အင်အားအလုံးရင်းနဲ့ဝယ်တိုင်းမဲ့အစီအစဉ်ကိုဆွဲနေခဲ့ပြီးမဲ့အင်ကခိုးနှားထောင်နေခဲ့ကလူမိသွားတာကြောင့်ဖန်ခံလိုက်ရပါတယ်။အမတ်ဟန်တို့လည်းအချင်းချင်းမဟန်တော့အကြောင်းညကြ။ ီးယားဆိုင်မှာလူစုပြီးစီးဝဲလုပ်ဖို့စီစဉ်လိုက်ပါတယ်။မဲရော်ကြီးကတော့ဘီရင်တပ်ကခံရမှာကြောက်တာကြောင့်ခေါလုံးနေခဲ့ပြီးကြောက်နေခဲ့ကအချားမဲမဲတွေကပါဒီမှာခုံနေရောမျက်လုံးတွေရောလှုပ်လာခဲ့ပြီးဘီရင်တော်သားကိုထိနိုင်တဲ့ဂျီအောင်ပဲရှိတာကြောင့်ဂျီအောင်ကိုနန်းချပြီးဂျီအောင်ကိုမိဖျားများဖို့တိုင်ပင်နေကြပါတယ်။ဂျီအောင်ကလည်းဘီရင်ကိုတရားရစိတ်ကုတ်အောင်လုပ်ပြီးအာဏာသိမ်းခြင်းနဲ့ဖြစ်တယ်လို့ပြောကအရာရောင်ညံနဲ့ပဲဖြစ်ခြင်းမို့ပြောလိုက်ပြီးမဲရော်ကြီးကိုစိတ်ဆိုးပြေဖို့ထမင်းတူတူစားပြီးဖြစ်ခဲ့တဲ့များကိုဥပခပြေဖို့ပြောလိုက်ပါတယ်။ဂျီအောင်ကလည်းကိုစားပြုမှာထားတဲ့ကိစ္စကိုဘီရင်ပြောပြောလိုက်ပါတယ်။ဂျီအောင်ကတော့မဲရော်ကြီးနဲ့ဘီရင်တို့စားမဲ့ဟင်းပွဲကိုပြင်ဖို့တကြွနေပြီးစပ်ပိုးဆောင်ပြန်ကချက်ပြုတ်နေခဲ့ပါတယ်။အမတ်ကျေဆန်ကတော့နောက် ောက်ချက်ဖြစ်စဉ်မှာအမတ်ရန်ဖေကိုအရင်ရှိပြလိုက်ပါတယ်။အဲ့ချင်းဂျီအောင်ကိုစောင်းတယောက်ကလက်ခေါ်ပြီးဖမ်းသွားမလို့လုပ်နေတော့ဂုံငီပေါ်လာကဂျီအောင်ကိုကယ်သွားခဲ့ပါတယ်။ဘင်းစီကအမတ်ရန်ကတော်ထဲမှာတပုံးနဲ့ဖမ်းခံထားရကြောင်းသတင်းကြပြီးတိုင်းနဲ့တော်ထဲကိုခြိတက်ခိုင်းကအမတ်ရန်ကိုကယ်ဖို့ပြောလိုက်ပါတယ်။ထပ်ပြီးအမတ်ချက်ဆန်ရဲ့တပည့်ကဂျီအောင်လည်းတော်ထဲမှာဖမ်းခဲ့ရကြောင်းဘင်းကိုလာပြောကမိမချစ်တဲ့ဘင်းလည်းသူကိုယ်တိုင်လိုက်သွားခဲ့ပါတယ်။ဘင်းတော်ထဲတော်ထဲရောက်သွားနေတော့အမတ်ချက်ဆန်ကဘင်းရောက်ဆောင်ကနန်းတော်ထဲမှာတပ်ဖြတ်မှုတွေလုပ်နေခဲ့ပြီးမဲတော်ကြီးကိုလက်သက်ကတော်ထဲမှာဘင်းတို့ကစွန့်ကြီးလောင်းခံနေရပြီးအမတ်ရန်ကဘင်းကိုကောက်ွယ်ရန်တပ်ပေးလိုက်ရပါတယ်။ဘင်းလက်တပုံးတွေကိုရှိသမျှအားရနေနဲ့ခုခံနေပေမဲ့ကလာကမဟုတ်တာကြောင့်မ မေရလတဖြည်းဖြည်းနဲ့အေးနှိမ့်လာရင် episode 11လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ။